ဝက်လက်အချောင်းကြီးတွေကိုအိမ်ချက်လက်ရလေးရဲ့တိုင်းအတုံးကြီးကြီးနဲ့ငပိရေတွဆရာအစုံလုံးနဲ့တွဲစားရင်အရန်ကူမှလိုက်ဖက်ပြီးအရသာရှိတဲ့ဝက်လက်အိမ်ချက်လက်ရလေးလာပြီးမျှဝေပေးစေချင်ပါတယ်မကြည့်ခင်လေးမှာနောက်တင်ဆက်မဲ့ဗီဒီယိုအစ်တစ်ကိုလက်မလို့ရအောင် like and share တွေနဲ့ follower လေးလောက်တော်ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာရလာတဲ့ဝက်လက်တွေကိုအချင်းကြီးစာလကာရေးလို့နဲ့ဆင်နေအောင်စေးပွားပြီးဆိုလို့ရှိရင်တော့အရသာစာလီထည့်မယ်နောက်ထပ် စုံလွင်းမုတ်လေးအတင်တင်ထက်အချိုမုတ်လေးပါကြိုက်ရဆိုလို့ရှိရင်ထက်ငားငတ်ပြာရည်လေးအတင်တင်လောက်ထက်ဒါတွေအားလုံးတမအောင်နေွားလို့ရှိရင်နော်အချိန်၃နိုင်လောက်ဖြစ်ဖြစ်နှတ်ထားပေးပါကဲဒါဆိုရင်ချက်မဲ့ဦးတဲ့စီလေးအတင်တင်ထဲစီလေးပူလာရင်တက်ကြဘူးခေါက်ထဲမကြိုက်ရင်မထဲပါနဲ့ဆွန်းရင်းအတင်တင်ထဲထောင်းလာတဲ့ကြက်သွန်ပြူးကြက်သွန်ကြီးဂျင်းလေးပါတခါတဲ့ထဲ မီးလေးကိုဖြည်းဖြည်းလေးနဲ့ချက်သွန်နှံလေးလုံးဝမွေးသွားတဲ့အထိကြော်ပါမယ်။အနှံလေးမွေးလာရင်အစိမ့်မုတ်လေးထက်ငုပ်တီကြမ်းတောင်းလေးထက်ဆက်ဆက်ကြိုက်ရင်မြများထက်စားအတင်တင်ထက်အသားမုတ်လေးအနေတော်ထက်ထိတ်တိုက်တဲ့အရသာလေးတွေအားလုံးနှံ့သွားအောင်လို့အပေါ်အောက်အကုန်လုံးလုံးဝပြီးပြီဆိုလို့ရှိရင်တော့အရသာနေထားတဲ့ဝက်လက်လေးတွေကိုထည့်လို့ရပါပြီ။ဒီအချိန်မှာဝက်လက်မသုံးဘဲနဲ့ဝက်သုံးသက်သားနဲ့ရွေးချက်မယ်ဆိုလို့ရှိရင်လည်းလုံးဝကိုအရသာရှိတဲ့ဟင်းကောင်းတပွဲဖြစ်မှသိချပါဗါတယ်။ရေလုံးဝမထည့်ပဲအပေါ်အောက်တမအောင်နှံ့အောင်မွေးပြီးပြီဆိုရင်တော့ ပဲငံပြရဲ့အနောက်လေအတင်းတင်းလောက်ထပ်ထဲပါမယ်။ပဲငံပြရဲ့အနောက်ကိုဝတ်သားနယ်ထဲကတခါလေရုံးနယ်ထားမယ်ဆိုလို့ရှိရင်လေရုံးနယ်ထားလို့ရပါတယ်။ရေလုံးဝမထည့်ပဲအဖုံးကိုလွန်ပိတ်ပြီးဝတ်သားရဲ့အနံ့နေတွေမွေးကြံလာတဲ့အထိချက်ပါမယ်။ချိန်လေးကြာလာလို့ဝတ်သားလေးကတင်းကျုပ်လာပြီဆိုလို့ရှိရင်တော့မြို့ဆောင်ဆေးရည်လေအတင်းတင်းလောက်ထပ်ထဲပါမယ်။ဝက်လက်ဆိုတဲ့မျိုးစားကအတုံးသာကြီးပြီမဲ့ဆို ားကတော့အရန်ကိုနှူးညံ့တဲ့အမျိုးအစားပါအနံ့လေးမွေးသောအောင်ဇပလင်လေးတစ်ပိုင်းလောက်ထုပြပြီးတော့ဖုံးလုံးအောင်ပိတ်ပြီးတော့ဟင်းအိုးလေးပပတ်ဆူအောင်တစ်ခေါက်ပြန်ချက်ပေးပါဟင်းအိုးလေးပပပြန်ဆူလာပြီဆိုလို့ရှိရင်တော့အပေါ်အောက်နောက်ထပ်တစ်ခေါက်ပြန်ပြီးတော့မွေပေးပါဒီလိုမွေပေးမှသာဝက်သားရဲ့အသားကအကျက်ညီမှာဖြစ်ပါတယ် တမအောင်လုံးဝပြီးပြီဆိုလို့ရှိရင်တော့မီးလေးကိုရှော့အဖုံးလေးကိုပိတ်ဟင်းအည်လေးအနေငယ်ခံသွားတဲ့အထိချက်ပါမယ်။အချိန်လေးကြာလာလို့ဟင်းအည်လေးလည်းခမ်းလာပြီးဝက်ရအသားလေးတွေလည်းနူးလာပြီးဆိုလို့ရှိရင်တော့ဒီအချိန်မှာဟင်းရဲ့အပေါ့ငန်အရသာလေးမြည်လို့ရပါပြီခင်ဗျာ။အမွေးကြိုင်ရဲ့အရသာကိုကြတော့ရှမ်းနန်နန်လေးကိုပဲညှက်ထည့်ထားပါတယ်။အခြားအမွေးကြိုင်လေးတွေကြိုက်ရဆိုလို့ရှိရင်လည်းကြောင်းတုံးချင်လည်းကြောင်းတုံးလို့ရပါတယ်ခင်ဗျာ။တင်စိတ်ကြိုက်အမွေးကြိုင်လေးတွေထက်ပြီးပြီးဆိုရင်တော့အရသာလေးပုံမွေးတော့အဖုံးလေးလွန်ပိတ်ပြီးတော့နံမိနစ်လောက်ထပ်ချက်ထားပေးပါ ကဲအခုဆိုရင် လုံအောင်မွေးကြိုင်ပြီးအရသာရှိတဲ့အိမ်ချက်လက်ရဝက်လက်ဟင်းလေးရပါပြီခင်ဗျာဒီဝက်လက်ကိုချက်ချင်းဆက်ဆက်ဟင်းညိုလေးချက်တော့ရတယ်ဆိုတာချက်နီလေးသိချင်တယ်ဆိုရင်တော့ comment အောက်မှာရေးခဲ့လို့ရပါတယ်ဒါနဲ့အရန်ကိုမှလွယ်ကူရိုးရှင်းပြီးအရသာရှိတဲ့ဝက်လက်ဟင်းလေးကိုငပိရီတူးစရာလေးနဲ့တွဲဆိုင်ရင်အရန်လိုက်ဖတ်တယ်လို့ချင်ပေါင်ရွက်ဟင်းညိုလေးနဲ့တွဲတောက်မယ်ဆိုလို့ရှိရင်လည်းလုံအောင်ပြီးပြည့်စုံတဲ့ထမင်းဝိုင်းလေးဖြစ်မှာပါ ကဲကျွန်တော်လည်းအတူလာပြီးတော့သုံးဆောင်ကြပါဦးခင်ဗျာမင်္ဂလာပါစားလို့ရပါပြီเนาะတို့စရာကြတော့အဆုံးပါပဲစည်ရတော့ပါခါကြောင်းလာပြီအဲ့ဒါဆိုရင်ဒီစည်ရ Makassar Cảm ơn các bạn Hy vọng thì hồn nhất Thì hồn nhất incluidos. Bueno. ดูดูนุ่มเลยดูหน่อยอะไรกัน

jelas. ngon sao luôn nhau mà coi <laughs> à nó coi <laughs> nữa nó thêm nhiều tiền mà cho nó thêm được tiền vào bé đi xem coi một đấy khi nào đi đi rồi lâu vào bé bye bye